YBS အများပိုင်စနစ်မှာ YUPT ကုမ္ပဏီကပါဝင်ပြေးဆွဲနေတဲ့ YBS 36ရင်လိုက်မှာရင်အကူမထားရှိတော့ပဲရင်ပေါ်မှာရင်စည်းကထည့်ရမဲ့ပုံးတစ်ခုသာထားရှိပြီးခရီးသည်တွေကအဆိုပါပုံးတွေကိုငွေအကျွေထည့်ပြီးစီးနှင်းနိုင်မဲ့စနစ်ကိုစတင်အသုံးပြုနေပြီဖြစ်ပါတယ်။ဒီစနစ်ကို February 15ရက်နေ့ကစတင်အသုံးပြုခဲ့ပြီး YUPT ကုမ္ပဏီကပါဝင်ပြေးဆွဲနေတဲ့ YBS 36ရင်35စီလုံးမှာအဆိုပါစနစ်ကိုအသုံးပြုသွားမှာဖြစ်ပေမဲ့ဒီနေ့မှာတော့အစည်း 30မှာစတင်ခဲ့ပါတယ်။အခုလိုပုံးနဲ့ရင်းစည်းကကောက်ခံတဲ့စနစ်ကိုကျင့်သုံးရတာဟာရင်းအကူတွေအနေနဲ့ခီးတဲ့တွေစီကကောက်ခံရရှိတဲ့ရင်းစည်းကတွေကိုမှန်မှန်ကန်ကန်တိတိကျကျပြန်လည်အနှံခြင်းမရှိတာကြောင့်နဲ့ရင်းအကူတွေထက်ပြည်သူတွေကိုပုံမုံယုံကြည်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ YUPD ကုမ္ပဏီရဲ့အတွင်းရေးမှူးဦးမမောင်လင်းကအခုလိုပြောပါတယ်။ YUPD ကုမ္ပဏီနဲ့ဝါစိန်ကြီးဆိုတဲ့အကြောင်းနဲ့မှုတ်ထားတဲ့ကားရဲ့ပြည့်စုံတယ်။ဒါပေမဲ့လက်ရှိကျွန်တော်တို့ဒီ ခုကစနစ်ပြီးဆိုတဲ့စနစ်မှာအခုဒီပိုင်ရှိတဲ့ဦးချင်းပိုင်မောင်းရောင်းတွေခန့်ကြတယ်ကျွန်တော်တို့ကုမ္ပဏီကလည်းမောင်းရောင်းတွေခန့်ကြမှာခန့်ကြတော့ကျွန်တော်ဒီလိုခုခန့်ပြီးမဲ့လည်းရင်းလို့သားများဟာအခုဆိုမှန်ကန်တဲ့ငွေကြေးရရှိဖို့မလုပ်ပါဘူးသူတို့ကနေပြီးတော့ပါမမကန်တဲ့ငွေကြီးအနှံရရှိတဲ့ငွေအနှံမှုတွေပဲဆောင်ရည်လုပ်ကြအောင်ကျွန်တော်စတင်ပြီးဆွဲတဲ့16နှစ်ကစပြီးတော့အမျိုးမျိုးပြုပြင်ကြည့်ပါလေလိုက်ဖမ်းကြည့်ပါလေဒါပေမဲ့ 24နှစ်လုံးဟိုလိုင်းပြီးဆွဲတဲ့မနေ့9နှစ်ဆိုတော့ည10နှစ်အထိကျွန်တော်တို့ဖမ်းလို့မလို့ကျွန်တော်ဝန်ထမ်းအများကြီးလိုပါအင်အားအများကြီးလိုပါဒီကော120လောက်ဆွဲခြင်းမှာကားတိုင်းမှာလူ120တင်ပြီးတော့လိုက်ဖမ်းကျွန်တော်ကိုလူရလဲကိုတင်လိုက်လဲဆိုမင်းလဲကြာကြာပြောပြောလို့မရဘူးလူဆိုတော့လူကငွေကြေးကိုခိုင်းရပြီဆိုတဲ့ငွေကြေးမတမမှုကပေါ်ပေါက်နေကျွန်တော်တို့ဝန်ထမ်းများကားစီးပေါ်တယောက်လိုက်ပြီးတော့ဒီသူများကိုကျွန်တော်တို့က နော်ပေါ်ဆောင်မှုပြပါရင်200ပဲထည့်ပါရင်ဆိုတော့အချွေတွေလဲပြပါလေကားပေါ်မှာတက်လျှော့လိုက်လေးပြီးနေပါနောက်တော့နေ့မှာနောက်နေ့မှာစီးမယ်ဆိုရင်အချွေ200ကိုယူဆောင်လာပြီးတော့မှရှေ့ဘက်ကတက်ပြီးတော့မှအလဲဘက်ကနေဆင်းပါဆိုတော့ကျွန်တော်တို့ပြောတာပါလေကျွန်တော်တို့ဒီအချွေဝန်ဆောင်မှုတစ်ခုစပယ်ယာမှာပါတော့ဖြစ်တော့ကြောင့်ဒီဝန်ဆောင်မှုကိုကျွန်တော်တို့တင်ဆောင်ရလို့လို့မရသလိုခီးတယ်ကိုကျွန်တော်ဝန်ဆောင်မှုပေးတယ်လို့ခီးတယ်မရတယ်ကျွန်တော်တို့ပေါ်ပြန်ကူညီပြီးတော့မှဆောင်ရွက်ပြီးပူပေါင်းပါဝင်ကြပါဆိုတော့တိုးတော်စာလေးလည်းကျွန်တော်ကတ်ထားပါလိမ့် အဆိုပါ36ရှင်လိုင်းဟာရွှေပေါက်ကန်နဲ့စူးလေကိုပြေးဆွဲနေတာဖြစ်ပြီး WUPD ကသတ်မှတ်ထားတဲ့ဝါစိမ့်ညီအမှတ်အသားပါတဲ့ရင်းတွေသာဖြစ်တယ်လို့သိရပါဗျ။ CCTV, GPS, cash box အားလုံးတက်ဆင်ထားတဲ့ရင်းတစည်းမှာငွေကျပ်16သိန်းခန့်ကုန်ကြတယ်လို့သိရပါဗျ။လက်ရှိမှာတော့ခရီးသည်တွေအဆင်ပြေနိုင်မှုအတွက်ရင်းတစည်းပေါ်မှာ WUPD ကဝန်ထမ်းတစ်ယောက်ထားရှိပေးထားပြီးအဆိုပါဝန်ထမ်းကခရီးသည်တွေငွေအကျွေးပေးဖို့ပုံထဲမှာငွေထည့်စီးနှင်းမှုနောက်ပိုင်းမှာငွေအကျွေးကိုယူဆောင်လာဖို့တွေအပြင် ြင်ရင်ရဲ့ရှေ့အပေါက်ကနေတက်ပြီးနောက်ဖက်အပေါက်ကနေဆင်းရမယ့်အကြောင်းတွေကိုညွှန်ပြပေးနေရလို့သိရပါဗျ။